တွားရတဲ့ခီးစဉ်တွေကတော့မျိုးမျိုးပါပဲတခါတော့လေဟိုးရွှေဘူသူကဟောပြောပွဲဖိတ်ဖိတ်တော့အဲ့ဒီနမ်းမှာလှတော့ဆိုတဲ့ရွာရှိတယ်73မိုင်ဝေးတယ်ကျွန်တော်ကညနေပိုင်းအားလို့ရွှေဘူလူတွေကိုပြောတယ်ကျွန်တော်တို့လှတော့လိုက်ပို့ပါလားလို့ဆရာကြီးကမလုပ်ချင်လို့လဲတဲ့ဟောလှတော့သားတွေနဲ့စကားပြောကြည့်ချင်လို့ပါ အဲ့လှတော်သားတွေကစကားပြောလို့ရှိရင်အလင်္ကာရီနဲ့ပြောတယ်ရိုးရိုးမပြောဒီဥပမာအလင်္ကာနှိုင်းရှင်ပြတယ်ဝင်ကဟုတ်ဒီအလင်္ကာတဲ့မပြောတကွက်ကျော်တွေကဝိုက်ခါပြောတယ်အတိတ်တရားဟုတ်ဒီအလင်္ကာအကြီးကျယ်ကြီးတွေချက်ကားပြောတယ် မြမသာဂုံတူးရတဲ့ကလေးတွေသိမှာပေါ့မြမသာဂုံတူးမရလည်းသိကြမှာပါပဲကျွန်တော်ကတက္ကသိုလ်မှာမြမသာနဲ့ပွဲရတာအဲ့တော့ကျွန်တော်ကအဲ့ဒါတွေသိတယ်ဒီလာရောသားတွေကဘယ်သွားပြီးသင်လို့တက်ပြီးသိနေတာတို့ကျွန်တော်စိတ်ထဲမှာတန်တရာရှိပါတယ်ဟုတ်ရောဟုတ်လို့လားလိုက်ပို့ပါတယ်ဟိုလူတွေကကျွန်တော်လှတော်သားတွေနဲ့ အရှင်လက်လက်တွေ့ပြီးမေးမယ်ရောက်ပြီးလမ်းဆောင်မှာကျွန်တော်တို့ပင်ကားကလေးကိုရက်တော့လှတော်သားကရွှေဘူစာပြီးဥက္ကဋ္ဌကလှတော်သားသူကလှမ်းမြင်တယ်ဟုတ်ရှိမှာစူပါကတ်ဆိုင်ကလေးနဲ့ဟေးကိုကျော်မြင့်လောင်းလောင်းလမ်းခေါ်တယ်ကိုကျော်မြင့်ဆိုရဲလှတော်သားဆိုင်ကကလေးစီးပြီးတော့ကျွန်တော်ထိုင်နေတဲ့ကာပရင်ဘေးမှာရက်ရွှေဘူသားပြောတယ် ဒီမှာကွညံကောင်ကလာတဲ့ဆာရေးဆရာကြီးတွေမင်းတို့လှတော်သားနဲ့စကားပြောကြည့်ခြင်းလို့အဲ့လိုလဲပြောလိုက်ရောကိုကျော်မြင့်ဆိုတဲ့လှတော်သားကျွန်တော်ကြည့်ပြီးတော့ပြောပါတယ်ရပါတယ်ဆရာကြီးတို့ကျွန်တော်တို့နဲ့တွေ့ရင်တော့သွားဆရာဝန်နဲ့တွေ့တယ်လို့ပါပဲ။ဘာမှန်းကိုမသိ။လှတော်သားဗျ။တဲ့မပြောဘူးလေ။ဝင်ကဟုတ်တည်နဲ့ပြောတယ်။ ဘာဖြစ်လို့ရောလို့ကျွန်တော်မေးရတယ်။သူတို့လှတော်သားချင်းအဲ့လိုမေးမင်းရှုံးပြီ။ तू ကွက်ချော်ပြောတာမလိုက်နိုင်လို့ရှုံးတယ်။ရှုံးရင်ရှုံးမတတ်နိုင်ကိုမမသိရဘူး။ကျွန်တော်တော့ဘာဖြစ်လို့ရောမေး။ဆရာကြီးစဉ်းစားကြည့်လေ။သွားဆရာဝန်နဲ့တွေ့ရင်ပါဇက်ကိုဖျက်မပြရဘူးလား။အော်ပြရတာပေါ့။ဒါမှသွားမြင် ကုလို့ရမှာပေါ့။ကျွန်တော်တို့နဲ့တွေ့ရင်လည်းကျွန်တော်တို့က စကားပြောတဲ့အချိန်မှာရည်စရာတွေပိုင်ဆရာကြီးကရည်အောင်မှာရည်ရင်ပါဇက်ကိုဖျဲပြတွားဆရာဝန်နဲ့တွေ့တယ်လို့ပါပဲ30လောက်ကျော်တာဗျာကျွန်တော်ပဲလိုက်နိုင်မလို့စာရေးဆရာမမီဘူးသူညံကိုတော့ကျွန်တော်သဘောကျတယ်ဟာလာတော့သာစစ်တယ်ကွာတွေ့နေပြီဟဲ့သူ့ကိုကျွန်တော်မိတ်ဆက်ပေးတယ်ဟိုမော်တော်ကားရှေ့ကမ်းမှာထိုင်းနေတာစာရေးဆရာကြီး ဤကြွေးကွေးပဲလို့အဲ့လိုလဲမိတ်ဆက်ရောဗျာလှတော်သားချက်ချင်းထွက်လာဟာဆရာကြီးနာမည်လဲကောင်းလိုက်လားမနဲ့လင်းလို့လဖိတ်ဆိုင်သွားမုံဘိုးမကုံတော့ကိုနာမည်နဲ့ကိုတို့မြည်လိုက်ုံနဲ့ငင်းငင်းကျော်ဟာသဆိုင်ဆရာဤကြွေးလှုပ်တော့မလှုပ်လိုက်နိုင်ငုတ်တုတ်ပဲကိုကြီးခံလဲရပြီလားကွာခံလဲရတယ်ကွာ ေးကိုရတာလို့ခံရတာသဘောကျတယ်ဗျာလာပါဗျာလက်ဖက်ဆိုင်သွားပြီးတော့စကားပြောရအောင်လက်ဖက်တော်ရင်စကားပြောကြလှတော်သား6ယောက်နဲ့ကျွန်တော်တို့စာရေးဆရာ3ယောက်နဲ့တကယ်တော့သူတို့ပြောတာပါကျွန်တော်တို့ကနားပဲထောင်နေရသူတို့ပြောတဲ့စကားလေးတွေနားထောင်ကြည့်ပါစပိန်တာယာပါလိုက်ပုံမြန်တဲ့စပိန်ညှက်ဆိုင်ရှေ့တုံးဖြတ်မစည်းရဘူးတဲ့ဩဘာဖြစ်လို့တော့ သဘင်ငုတ်တူလေးနဲ့တွေ့ရင်ပေါက်သွားလိမ့်မယ်။အဲ့ဒါအတိတ်တရားဝုဒ္ဓီအလင်းကားဗျ။အကြည့်ကျဲချဲ့ပြော။အလှမှကျွေးတဲ့ငချောက်ငန်လိုက်ပုံမြန်ဆရာကြီးရေမူးမြက်ကံပေမေးတင်နေရတယ်။ဟောဘာဖြစ်လို့တော့ကျွန်တော်မေးကြည့်နေရတာဗျ။ငချောက်ကငန်လုံးအကြီးတော့ ရေတအားငတ်လို့ရေအိုးစင်ခဏခဏမသွားနိုင်တော့ဘူးဆရာကြီးရေမူးမြစ်ကံပေးမေးတင်ပြီးအော်တိုမက်တစ်တောက်နေရစကားတခွန်းတဲ့နဲ့အလင်္ကာနှစ်မျိုးဖြစ်တယ်ဗျအတိတ်ပြဝုဒ္ဓအလင်္ကာဖြစ်တယ်ဝင်္ကာဝုဒ္ဓအလင်္ကာဖြစ်တယ်စစ်ကြောင်းကြီးငါးကြောင်းနဲ့မြို့ပေါ်ကအရာရှိကြီးတွေပေါ်ဆရာကြီးဟာမြို့နယ်အုပ်ချုပ်ရေးမှုလုံခြုံရေးမှုလုံခြုံရေးမှုဆိုရဲပေါ့နော် ညာရေးမှုကျမ်းမာရေးမှုစိုက်ပျိုးရေးအရာရှိကျွန်တော်တို့လှတော့ဆင်းလာတယ်ခမနေခင်တဏှာကြီးလောက်ရောက်လာတော့အတော်စားလာပုံကြပါတယ်တဲ့ကျွန်တော်တို့ကပြောင်းမှုပြုတ်တွေချကျွေးတာစားလိုက်ကြတာဘာကြပြိုင်မှုတ်တာကြနေတာပဲအဲ့ဒါဥပမာအလင်းသားဗျသူတို့ဥပမာပေးရသိတ်လွယ်တာပဲနော်ခက်ရခက်စစ်မဟုတ်ဘူး ူတို့ပတ်ဝန်းကျင်သူတို့မြင်မှုတာလေးနဲ့ပေးလိုက်တာနားထောင်ရတဲ့လူကမျက်စီတဲကိုမြင်ရောလာတယ်ဘယ်လိုမျက်စာနေကြမလဲပေါ်လွင်ထင်ရှားတယ်ဗျအောက်ပြအောက်ရသွားတော့အဲ့ဒါမျက်စိတ်ကမဲกว่าပြောတာနဲ့ငုံကြည့်တော့လှေသံမှန်လေးတွေတန်းစီဆိုင်ထားလိုက်တာအလူအိမ်မှာဖနက်တွေချွတ်ထားတာကြာနေတာပဲဥပမာလင်ကာသူမြင်ဘူးတာလေးနဲ့နိုင်ခိုင်းတာ လွယ်လွယ်လေးပဲလှတော်သားကခဏောင်းမင်းရိတ်မှနွားချောင်းရင်အဲ့လူတယောက်ကဆိုင်ကယ်ပြတ်တော့ခဏောင်းမင်းရိတ်ကိုတွန်းဝင်လာဆိုင်ကယ်ကိုပြင်တာပေါ့ဟိုနိုင်ဒီနိုင်ရပြီထင်လို့ချောင်းနဲ့နင်းပြီးတော့နှိုးတယ်ထုံ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 မနှိုးပြင်လိုက်နင်းလိုက်နှိုးလိုက်နိုင်ဝက်လောက်ကြာတယ်တထုံထုံနဲ့နင်းနေတယ်လှတော်သားအဲ့လိုမရထလာတယ်ပြုတ်ဆရာကြီး နွားစာဆင်းရင်တပုတ်လောက်ရပြီနော်အညာမှာနွားစာဆင်းတာခြေထောက်နဲ့နင်းဆင်းရဆိုင်ငယ်ပြတ်တဲ့ကောင်ဆက်မနှိုးရတော့ပါလာရောသားကစဘာတိုင်သွားပြီးတော့စဘာရောက်နေတိုင်မှုကငွေရပြေစာမသူများလက်မအတူထိုးလို့မရအောင်ရှုပ်ဆက်ခတ်ချဒင်း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 လာရောသားလှမ်းကြည့်ပြီးတော့ လုံမနေပါနဲ့ဆရာကြီးရဲ့တပြက်စီမင်းဆွရိုက်လိုက်ပြီးတာပဲတီးတဲ့ရှုပ်တာတော့မရှိတော့ပါဘူး။ဟောခမရတို့ကလည်းပြောတတ်လိုက်တာနော်လို့ရည်နေရတာပဲ။ရှောက်ကြားတွေပဲပြောတတ်တယ်လား။မိမတွေရောမပြောတတ်ဘူးလား။ကျွန်တော်မေးတော့လာတော်သားတယောက်ကဩပြောရတာပေါ့ဆရာကြီးအားတဲ့ကျွန်တော်ကကျွန်တော်မိမနဲ့ရံဖြစ်တော့ကြိတ်မောင်းပြောလိုက်တာတဲ့ မင်းငါဘာကောင်မှတ်လဲငါတို့ယောက်ျားဆိုတာလေကားသုံးတစ်ဆင်းလူပြိုဖြစ်တယ်กว่าလို့ပြောလိုက်တာတဲ့ကျွန်တော်မိမချက်ချင်းပြန်ပြောတယ်ရှင်ရမလေကားသုံးတစ်ဆင်းနေရဦးမဲတဲ့ကျမတစ်ထစ်မှဆင်းစရာမလိုဘူးအိမ်ပရင်းမောက်ကိုဖွင့်ပြီးလက်ရခေါ်လိုက်ရင်အပြိုဖြစ်တယ်တဲ့အမျိုးသမီးတွေမှတ်ထားဖို့ကောင်းပါရဲ့အဲ့လူကဆက်ပြောသေးတယ်ဗျ ဆရာကြီးတဲ့ကျွန်တော်မိမအဲ့လိုပြောပြီးတဲ့နေရာစပြီးတော့နောက်ဆိုကျွန်တော်တို့လင်မယားနည်းနည်းတော့စကားများရင်အိမ်နာအကောင်တွေဘဲမှမသွားတော့ပါဘူးပတင်းပေါက်ကိုစောင့်ကြည့်နေကြမှာအော်ခမရုနဲ့ပြောရတာလဲရီးနေရတာပဲနော်လို့အဲ့လိုပြောတော့လှတော်သားတယောက်ကဟုတ်တယ်ဆရာကြီးရဲ့ကျွန်တော်တို့ကကိုချင်းချင်းလဲအဲ့လိုပြောပြီးတော့ရီးနေတာပဲခမရု ဒီနေတော့ကျမ်းပါရဲ့တဲ့ဆေးရုံဆေးကန်းမတော်ရဘူးတဲ့လာတော်သားတွေသိတယ်ဗျရဲချင်းသည်စိတ်ဖိစီးမှုကိုယောပါတယ်ကျမ်းမာရေးကိုထောက်ကူဖြစ်တယ်လို့နားလေတယ်အဲ့တော့ကျွန်တော်တို့စီမှာဆံဝင်နေပါရောက်လိုက်မပျော်ဘူးခမရဘဲပျော်မှလည်းကျွန်တော်တို့ကကိုချင်းချင်းပြောပြီးတော့ရီးနေကြသူ့စီဘယ်သူမှမသွားကြဘူးဆံဝင်တယောက်တော့ရောက်လာတယ်ခမရ သူရောက်ပြီ3ရက်လောက်နေတော့လူနာတယောက်ဆေးသွာထိုးတာသေသွားတယ်ခမ။โอ้ဒါမျိုးကတခါတလေဖြစ်တတ်ပါရဲ့တဲ့။ကျွန်တော်တို့ကပြဿနာမရှိပါဘူး။နောက်9ရက်လောက်နေတော့နောက်တယောက်သွားပြီဆေးထိုးရပြန်နေဆရာကြီးရဲ့အင်းသေးတာပဲခမ။โอ้2ရက်လောက်ကလည်းကာယမတော်ရင်ဇက်တိုက်ဖြစ်တတ်ပါရဲ့။ကျွန်တော်တို့ပြဿနာမလောက်ပါဘူးတဲ့။ဆေးထိုးရမှာတော့နည်းနည်းကြောက်သွားတယ်ဗျာ။ တလားလို့ရှိတော့တယောက်ကသွားထိုးပြန်နေဆရာကြီးသေတာပါပဲဟင်းဒါကြလည်းနည်းနည်းများသွားပြီဒါနဲ့ကျွန်တော်တို့အထက်ကိုတိုင်စာပို့လိုက်ရတယ်ဘယ်လိုတိုင်နှုံးဆိုတော့ဒီဆရာဝန်ကိုမြ мян ပြောင်းရင်လဲပြောင်းပေးပါပြောင်းမပေးနိုင်ရင်လဲတင်ញိုင်းကုန်းကိုချဲ့ပေးပါ ဟုတ်တော့ဟုတ်တာပဲလေအဲ့လောက်သေးရင်လည်းချက်ဖို့လို့မကျွန်တော်မေးကြည့်အဲ့ဆောင်ပြောင်းသွားလားဗျာဆိုပြောင်းသွားတာပေါ့ဆရာကြီးအားသင်္ကန်းကုန်းချက်ရတာခက်တယ်လေတဲ့ကျွန်တော်သူတို့နဲ့ပြောရင်းနဲ့ဘေးပတ်ဝန်းကျင်ကြည့်တော့သစ်ပင်လေးတွေကစိမ့်စိမ့်ဆူဆူလက်ွက်ထဲမှာရေကလေးတွေကဖွေးလို့ဩကျွန်တော်ကလှတော့ဆိုတော့အညာဒေသပူပြင်း၆တွေ့မှတ်နေတာ အခုမြင်ရတော့ရေပေါ်ပုံရတယ်နော်အဲ့လိုပြောတော့လှတော့သားတွေသဘောကျတယ် သူတို့ရွာကိုချီးမွမ်းတာကိုအဲ့ဒီမှာလာတော်သားတယောက်ကပြောတယ်။ဩဆရာကြီးကလည်းရေပေါ်ချက်ကတော့ကျက်သုံးမှာနှစ်ခါရဲ့ရေထွက်တယ်ဆရာရဲ့။ကျက်တောင်ရွေးချယ်မှုရှိတယ်နော်။ကျက်သုံးမှာနော်သိသဘောကျတယ်။ကျွန်တော်လည်းတော်သားသိတယ်။ကျက်ဖကအကောင်ကြီးတယ်ခြေတော့တုတ်တယ်ရက်တာမတန်ဘူးဒီကောင်ကပုံငေးဒီမော့ကျက်မှာပဲလိုက်ကြည့်နေတာ။ကျက်သုံးမှာကကြတော့ သာသမီစောနဲ့ရင်ကလေးကိုဖွင့်ပြီးချတာဒီဒီရက်အားတန်နေအဲ့ဒီမှာနှစ်ခါရိုက်ရေထွက်တယ်ထွက်လာတဲ့ရေကလည်းဘာကောင်းတယ်လဲမမင်းနဲ့ဆရာကြီးစပါကလေးမဲတဲ့ချိုးနေတယ်တဲ့သူ့ရွာသူတော့ကြွားတယ်ကျွန်တော်တို့နဲ့တော့ဤပါရဲ့တဲ့ဝက်လက်မြုပ်၈မိုင်လောက်ပဲဝေးတယ်မတူဘူးခင်ဗျာသူ့ကြရေရှားတယ်တဲ့အဝီစီတွင်းဆိုတဲ့အတိုင်းပဲတဲ့ ဟိုးအောက်ဒေဝရငယ်ရိတ်ပုံတူရတယ်အဝီစီရောက်သွားဖတ်လာတဲ့ကြီးကလည်းဘာငန်းတယ်မမင်းနဲ့ဆရာကြီးအတို့မြုပ်တာရှာထားပြီးတော့ငန်းပြာကြီးချက်ဆရာမလိုဘူးကျွန်တော်ကကြီးတော့ကျွန်တော်နဲ့တူထိုင်နေတဲ့ရွှေဘုရားကလည်းရောနှောကြီးတာပေါ့အဲ့ဒါကိုလှတော်သားတယောက်ကတရီထားမိသွားတယ်အဲဆရာကြီးတဲ့အဲ့ရွှေဘုရားကြီးအကြောင်းပြောရအောင်မဲတဲ့ ိုလူတွန့်သွားတယ်ဗျကျွန်တော်အားပေးတယ်ပြောပါပြောပါလေအဲ့ရွှေဘူသားတွေကစကိုင်းသွားဘောလုံးကင်ကျွန်တော်တို့လှတော့မော်တော်ကားကြီးနဲ့ဖြတ်သွားတယ်ခမရည9နိုင်10နိုင်ကြတော့လှတော့ဖြတ်ပြန်သူတို့ဘောလုံးနိုင်တဲ့နေ့ဆိုရင်ဆရာကြီးတရားလုံးတယောက်မှအဲ့လိုမရဘူးပွက်ပွက်ကူညံနေတာပဲကျွန်တော်တို့ကသိပါပြီတဲ့မေးစရာမလိုပါဘူးရွှေဘူသားတွေဘောလုံးနိုင်လာပြီကွသူတို့ရှုံးတဲ့ညကြရင်တော့ဆရာကြီးရဲ့ ဘယ်ချိန်ပြန်သွားမှန်းကိုမသိလျက်ပါဘူးကျွန်တော်ထင်နေတဲ့လာတော့မရောက်ခင်တမိုင်လောက်ကလေးကမော်တော်ကားကြီးကိုထမ်းသွားကြတာထင်နေသူတို့မှပြောတတ်တယ်နော်ရွှေဘုရားမျက်နှာပြက်သွားတယ်ဗျအဲ့ဒါကိုလာတော်သားတယောက်ကသတိထားမိပြန်တယ်ဒီလူတွေပါတယ်ဗျဆရာကြီးအားတဲ့သူများကပြောရတာပဲကျွန်တော်တို့လာတော့အကောင်တွေလည်းမကောင်းပါဘူးတဲ့ ရေအိမ်တွေတိုင်းငါးပက်လုံးလို့သေးတောင်ပေါက်မထားရဲဘူးတဲ့ရှေ့ကိုသားလဲကျင်းနဲ့သွားတယ်မြားကြီးပဲပြောရင်လင်းအောင်ပြောလို့ရတယ်ထားလိုက်တော့ပြီးခဲ့တဲ့သုံးနှစ်ကတော့ကျွန်တော်ပင်လယ်ဘူးသွားတော့လာတော့ဖြတ်ရတယ်ကားခဏရက်စမအောင်กว่าစကားလေးတခွန်းရရကျွန်တော်ကားပေါ်ဆင်းသွားတယ်ဖိုးကြီးတယောက်လင်း လမ်းဘေးမှာလမ်းကြိတ်ဆက်ကြီးတစ်ခုရှိတယ်ရက်ထားတယ်အဲ့ဒါကြီးကိုကြည့်နေတယ်ကျွန်တော်စကားမရှိစကားချာသွားမေးတယ်ဦးလေးဘာကြည့်နေတာရောသူလှည့်ကြည့်ပြီးတော့ဒီလမ်းကြိတ်ဆက်ကြီးကိုကြည့်နေတာပါဗျာလမ်းကြိတ်ဆက်ကဘာများဆန်းလို့လဲဦးလေးရဲ့ဆန်းတယ်ဗျအဲ့ဒီလမ်းကြိတ်ဆက်ကဒီရဘောက်က နောက်ကိုလှိမ့်လို့မရဘူးရှေ့ကို တိုးလို့ပဲရတယ်လို့ပြောကြတယ်တဲ့ အဲ့ဒီဂရဘောက်ကိုဖြုတ်ငါပြီးတော့စပါးစေးမှာတက်ချင်လို့စပါးစေးကနှောက်ကြည့်လိမ့်နေတယ်ရှေ့ကိုမတိုးဘူးအဲ့ဒါလှတော်သားပဲကျွန်တော်သဘောကျတယ်ဒါနဲ့ဦးလေးအသက်ဘယ်လောက်ရှိပြီတော့မေး तू อ่ะနှလုံးခဏတောင်းနေထင်သွားလားမသိပါဘူးဗျာ89ပါဗျာအာလို့လည်းမရပါဘူးတဲ့ ဲ့ဒီလူတွေလေအလွတ်ကိုမပေးဘူးကျွန်တော်သူ့ဓာတ်ပုံလေးရိုက်ပြီးတော့ယူလာခဲ့ပါတယ်ဒီเจ้าနေကိုကျွန်တော်ရေးပါတယ်လူရှင်တော်ချစ်စရာဆိုသိရနော်ပုပ်ပူလေးအဲ့ဒီမှာသူတို့ဟောပေါ့ policy ကားတကားသွားရိုက်တယ်သွားရိုက်တော့ဒါရိုက်တာကပြောတယ်ရွာသားတွေကိုရွာသားတွေလည်းပါမှာကိုပါမှာဆိုတော့အေးခင်ဗျားတို့ကျွန်တော်တိတိကျကျလောက်ကြနော် ဒါက policy ကပြ director ပြောတယ်အဲ့တော့ director ရဲ့တပည့်ကနေဦးနေဦးခင်ဗျားတို့က policy ကဆိုတော့သိမှာမဟုတ်ဘူးကျွန်တော်ရှင်းပြဦးမယ်အဲ့လိုပြောလိုက်တော့လှတော်သားတယောက်ကပြောတယ်မရှင်းမနဲ့တဲ့သိပါတယ်ဖော်လံဖားတဲ့ကမလားတဲ့ director သူတပည့်ငါကင်တုတ်ဟုတ်တယ်ဖော်လံဖားတဲ့ကအဲ့ဒီမှာချစ်စရာကထမင်းစားရင်းနဲ့သူ့ဖက်နှက်ကလေး ပျောက်သွားတယ်။ထမင်းစားပြီးထွက်လာတော့ချစ်ဆရာပြောတယ်။ဟောကျွန်တော်ဖက်နယ်လေဒီနားချော့ထားတာပျောက်သွားတယ်ဗျ။အဲ့နမှာလှတော်သားတယောက်ရှိတယ်။အဲ့လှတော်သားပြောတယ်။ခမည်းဖက်နယ်ပျောက်ရင်တော့ကျွန်တော်တို့လှတော်ကဘယ်သူမှခိုးမှမဟုတ်ဘူး။မနှဲလေးပဲခိုးမှာပဲ။လူရှင်တော်ချစ်စရာသဘောကျလို့လို့ဖနှက်တော်မရှာတော့ပါဘူး။ ဲ့ဒါလေးတွေကိုဗျာကျွန်တော်တို့ကိုလေးစားလို့လှတော်သားနှင့်စကားအလင်ကစောက်ကလေးတော့ရေးပါလေချစ်ခင်စရာကောင်းပါလေဟောပြောပွဲသွားရင်းနဲ့ရလေအတွေ့အကြုံကလေးပါပဲ